င်္ဂလာပါရှင်သမီးကတော့ HBL HTY လိုက်တာရ online school မှာပညာသင်ကြားနေရဲ့ကျောင်းသူတူလေးဖြစ်တယ်လို့ group 3အဖွဲ့ဝင်တူလေးဖြစ်ပါတယ်ရှင် group 3အဖွဲ့မှာပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့အဖွဲ့သားများကတော့ G7015, G7021, G7005, G7040, G7033 တို့ပဲဖြစ်ပါရဲ့ရှင့်။ယခုတင်ဆက်ပေးချင်တာကတော့အင်းလေးရဲ့အကြောင်းပဲဖြစ်ပါရဲ့ရှင့်။ ေဒီ1044ကပင်ပကံတွင်မြမနန်းယူဆခဲ့သော ပထမမြို့ဒီနန်းဒီဘရင်အနောထာဤမြစ်တော်ကြီးဘရင်အလောင်းစီသူသည် တိုင်းမီတန်တန်တလျာခီးတောက်ခဲ့ရာတွင်ဒဝဲသားတို့လည်းနောက်တော်ပါမှ လိုက်ပါခဲ့ကြသည်ဟုဆိုလေသည်ဒဝဲဆိုသည်မှာအောက်မြန်မာနိုင်ငံကံရန်ဒေတာတွင်နေထိုင်သော တိုင်းရင်သားတစ်မျိုးဖြစ်သည် အင်းလေးကံအရောက်ဒဝဲသားတို့အားထိုအရက်နှာအခြေချနေထိုင်ကြဖို့အရက်တစ်ခုတက်မှတ်ပြုပေးတော်မူခဲ့လေသည်အနေအထားကဒဝဲသားတို့ရခင်ကနေထိုင်ကြည့်ပြင်းခဲ့ရာတနင်္လာရီကံရံအရက်နှင့်ရှင်မြေအနေထားများစွာတူညီစွာရှိသည်ဟုထင်ပေါ်ရရှိသည်ဘီအလောင်းစီသူဖောင်တော်ကြောက်ချရာအင်းလေးကံမဟာရင်ဗုဒ္ဓရုပ်ပွားတော်ငါးစုနှင့်ဖောင်တော်ဖရာတည်တော်မူခဲ့လေသည် ၎င်းစင်းလူတော်တို့မှာမာလာယီဂျွန်ဆွေတို့ဘီယင်မင်းမြန်ဖောင်ဆက်ကြအရောက်တွင်ရရှိယူဆောင်ခဲ့ရာမှ၎င်းနယ်တစ်ဖွင့်တဝဲသားတို့ကိုးကွယ်ဖို့ပေးသနာတော်မူခဲ့သည်ဟုဆိုကြလေသည်ရှင်နှင့်ယခုတိုင်အောင်မင်းအင်းရီပြင်မြေပြင်အနက်၌ကျွန်းတုံကျွန်းသားအထက်ထက်မြင်နိုင်သေးသောနေရာကဘီယင်မင်းမြန်၏နတ်တော်ဆိုင်ရာ ဖြစ်ပုံရသည်ဟုယနေ့ယခုတိုင်နေတိုင်းလျက်ရှိကြသည့်တဝဲသားတို့မဟုတ်အင်းသားတို့ကယုံကြည်ကြသည် နန်းပန်မျိုးမှတမိုင်ခတ်အဝင်းနိုင်လေခွဲချမ်းမွေတော်ဒီော်နဲ့မွေတော်အစုခြားအခြေဆိုင်ရာ နေထိုင်ကြသူများကိုကိုွယ်ကြဖို့ site to လူတော်မူခဲ့ပါသည်သည်အင်တာရိုကိုနိုင်က သူတို့အချင်းချင်းပင် ပြောပုံစုပေါ်အမူယာကအဆတူကြ၍အင်တာတို့ကသူတို့မှာတဝဲသားတို့ဤဘိုးဘွားပြည်ပင်ဟု ဆိုကြလေသည်အင်တာတို့ကို၌ ယုံကြည်ကြသည်မှာရှေးခေတ်မြန်မာနိုင်ငံပကံအစမှသူတို့ဘူဝါဘူဝါပြည်ပင်အစဉ်အလိုက်အင်းလေးပတ်သူစဉ်သက်နေထိုင်ခဲ့ကြသည်မှာဘီရင်အလောင်းစီသူမြောက်မြူခဲ့ပါပင်ဖြစ်သည်ဟုဆိုရသည်။အင်းအရောက်လာအင်းသားတို့ကိုနိုင်ကဖောင်ဆက်ကြအတွက်ကြည်တက်မလို့တာအဖြစ်အမှုထမ်းလိုပါကြောင်းဆန္ဒအလျောက်ရှောက်တင်ရမှာသူတို့ကိုတောင်စွန်းရောက်အောင်လိုက်ပါလာပြီး ဘီယင်ကတနာ၍အခြေချနေတိုင်းဖို့ဒေတာတရဖွင့်ပေးခဲ့ရမှာထိုမှနောင်ရခုဒီတိုင်းဒဝဲအမီနဲ့တည်ဆဲရှိနေလေသည်ယနေ့တိုင်အောင်ပေါ်ပြအတိရခတ်တဲ့တနာ၏နှစ်ခုကြောင်းဒဝဲနဲ့အင်တာမိဒီကစာကြောင်းမိသူမှစင်ကြည်ပေးမှတ်ချက်ယူကြရစီအင်းလေးဆိုလိုက်တာနဲ့ဟိုတချင်းလေးကိုတော့ပြင်မိမိပါတဲ့ရှင် 拉美索米可里那朝耶那因勒，山高面塔卡那约干达的因勒，当勒里那约干是朝耶那因勒，因西的因达因的皮鲁巴的因勒，路漫漫的亚萨达古，吹浪的卡罗的，悠雅拉内多的林耶万亚瑞，当南亚维扬的，就苗特伊亚的，高棉棉棉。 ကပင်လေသာမြလာအင်းလေးခေါ်သည်တောင်ပေါ်နှကန်ကြီး in the in the in the ဖြူစင်သောစိတ်တည်နေအင်းလေးခေါ်သည်တောင်ပေါ်နှရော်သည် in the in the အာဂါဒါတော်လားမရှိနာမည်ဆိုမြေခေါ်ရင်တော့ရဲ့နာအင်းလေးရှန်ကုန်မြင်တက်ကနဲ့ရွာကန်တာတဲ့အင်းလေးတောင်လေဒီနဲ့ရွာကန်ရှိတော့ရဲ့နာ ုတချင်းလေးကိုကြားမိတိုင်းမတူညီရဲ့ရတလေးကိုလည်းခန်းစားမိပါတယ်ရှင်ကဲဒါဆိုရင်တော့တမီတို့အင်းလေးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးပါတော့မရှင်။အင်းလေးကဟာမြန်မာနိုင်ငံမှာဒုတိယအကြီးဆုံးကန်ဆိုတော့ပြီးပါသလား။အင်းလေးကဟာခမက်ကြီးမျက်နှာပြင်အကျယ်ဝ44သန်းသမာ90ရဲ့မိုင်နဲ့အမြင့်ပေ2900ရောရှိပါတယ်။၎င်းကရှမ်းပြည်နယ်ညောင်ရွှေချိုင်ဝမ်းမှာတည်ရှိပြီးတော့မြန်မာတောင်ဘက်သို့ပြန့်ကျဲနေတဲ့တောင်တန်းတစ်ခုကြပါရှိပါတယ်။ အင်းလေးကယူသားကျူသားတဲ့အင်းလေးတင်သားခခုနဲ့တောင်းခတ်နေထိုင်ရာဒေသလည်းဖြစ်ပါတယ်။အင်းလေးမှာရှိတဲ့ရွာပေါင်းကတော့ရွာပေါင်း1800ဖြစ်ပြီးတော့မတူကွဲပြားတဲ့ဒလိထုံတန်နေနဲ့ယဉ်ကျေးမှုများကိုပိုင်ဆိုင်ထားပြီးတော့၎င်းတို့ရဲ့ကိုယ်ပိုင်ပုံစံဖြစ်နေထိုင်ကြပါတယ်။အင်းလေးလူမျိုးအများစုကလည်းဗုဒ္ဓဘာသာဝင်ဖြစ်ကြပြီးတော့အင်းလေးကံကိုမိခိုဆက်တောင်းနေထိုင်ကြရတယ်။ရခိုင်ကမြန်မာနိုင်ငံတို့လေပတ်ပြီးခရီးစဉ်အများစုကရခိုင်ကရန်ကုန်မန္တလေးနဲ့ပဲကံလို့ဖြစ်တဲ့ တို့တော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအတွင်းဝင်းအင်းလေးက၎င်း၏ထူးခြားသောခြေတစ်ဖက်လှည့်လော်ခြင်းရေပေါ်ဥယျာဉ်များနဲ့ကြေးရွာများမှာလည်းရေကိုအခြေခံသောလူနေပုံစံတို့ကြောင့်ခီးသွားဧည့်သည်များကိုဆွဲဆောင်မှုအကောင့်စေခဲ့ထို့အပြင်အင်းလေးကံက2015ခုနှစ်မှာ UNESCO Biosphere Reserve အဖြစ်မြန်မာနိုင်ငံမှာပထမဆုံးသောသဘာဝနယ်မြေဖြစ်လာခဲ့ပါတယ် င်းလင်းလူမျိုးများကတန်ခါလုံးနဲ့လေယာဉ်လုံးနဲ့အထည်ကျောက်လုံးနဲ့ဟင်းသီးဟင်းရွက်ရောင်းချမှုဝေးတဲ့လုပ်ငန်းနဲ့လက်မှုပညာများကလည်းအင်းလေးသားလူမျိုးများရဲ့မိခိုအားထားရာလုပ်ငန်းအချို့ဖြစ်ပါတယ်။ခြေရောက်တစ်ဖက်လေလောခချင်းအပြင်မှာဒေသခံများကမော်တော်ပါဝါမျိုးစုံဒါမှမဟုတ်ရိုးရကနူးလှေများမောင်းနေရမှာလဲကျွမ်းကျင်သူများမိသူဖြစ်ကြသည်ကိုလည်းကြည့်ရှုရသည်မှာအလွန်အံ့ဩကြောက်လာပါရဲ့ တင်ကားရှိပြီးတော့အင်းလေးရဲ့ရိုးရတလေးနဲ့ရင်ကျင်းမှုများကိုလွတ်လာခြင်းမှလည်းလေဘက်သူတို့ရဲ့အဖို့မဖြစ်မနေလှုပ်တဲ့နဲ့လေဘက်ချင်းလည်းဖြစ်ပါရဲ့ခီးစိတ်ကလည်းတူတာပြီးတော့ဒေတာခဲအလန်ညိုများကလည်းနှွေးထွေးဖော်ယူပါရဲ့ထို့အပြင်ရံမြရခါမှာလှင်များလှင်ရင်ကျောပိတ်ဆို့မှုများကိုရှိနေတဲ့အခါမှာနှင်မောင်းသူတို့ကရှောင်ရှားမောင်းနေပေးတဲ့အခါမှာလည်းအလွန်အံ့ဩမှုကောင်းပါရဲ့နောက်ထပ်ဆွမ်းမဲဖက်ကကောင်းလာတာကတော့ရေးပေါ်မှာဆက်ပြိုးခြင်းပဲဖြစ်ပါရဲ့ ရွေးဖြစ်နေပင်လယ်မြစ်များကိုစုဝေးပြီးတော့ရေပေါ်ပန်းချီများစီရန်ဝတိုင်းကြီးများဖြင့်စိုက်ပျိုးထားပါတယ်။အလေးကြီးများကလည်းအဟာရတဲ့ကြွယ်ဝတာကြောင့်ခရမ်းချစ်သည်ကုန်းသည်ပဲချင်းကုန်းနဲ့ခရမ်းချစ်သည်လိုမျိုးလက်ဆက်တဲ့ဟင်းသီးဟိရက်တွေကိုလည်းစိုက်ပျိုးဖြစ်ထွန်းတာပြီးတော့ရေပေါ်စင်းဒါမှမဟုတ်ကန်းနာကမြေပြင်စင်းတွေမှာလည်းရောက်ချပါတယ်အကြီးဆုံးရေပေါ်စင်းကိုရွာမရွာတွင်စီကားစွာကျင်းပလိမ့်ရှိတယ်ဟင်းသီးဟိရက်များဒေသထွက်ပစ္စည်းများနဲ့အမတ်တရပစ္စည်းများကိုဒေသခံများကတာမှာက ခီးသွားများပါရောင်းချရန်အတွက်ဒေသခံတောင်သူတောင်သားများကလင်များကိုရွာမရွာတွင်စိုက်ကန်ရောင်းချပါတယ်။ အင်းလေးမှာရှိတဲ့စားတောက်ဆိုင်တွေကတင့်တင့်တဲ့ဈေးတွေနဲ့ရောက်ချပေးနေတာဖြစ်တဲ့အပြင်မှာအစစ်မြစ်ထမင်းစားခန်အထည်ကိုကွဲပြားတဲ့အစားအစာအမျိုးအစားများကိုရောက်ချပေးနေပါတယ်။ဒေတာထွက်တဲ့အစားအစာတွေကလည်းရှမ်းအစားအစာ၊အင်းသားဟင်းလျံများ၊အာရှနဲ့အနောက်တိုင်းစတိုင်ထမင်းအစားအစာများနှစ်မျိုးလုံးကိုလည်းအင်းလေးကံမှာနှီးဆန်းနိုင်ပါတယ်။အင်းလေးနေရာမှာဆိုရင်တော့ရောက်ချလိရှိရဲ့ဟင်းလျာတွေကရှမ်းပြည်တွင်းရှိရိုးရအစားအစာတွေဖြစ်တဲ့ရှမ်းခေါက်ဆွဲလည်းဖြစ်ပါတယ်။ ရှာထမဲချိန်ကကြတော့အင်တိုင်းလူမျိုးတို့ရဲ့ထင်ရှားတဲ့ဟင်းလျာဖြစ်ပြီးတော့ရှမ်းပြည်နယ်ကိုတွားရောက်လေပတ်တဲ့အခါမှာမိချမ်းတင်တဲ့အစားအစာတမျိုးလေးဖြစ်တဲ့ဒါအမျိုးမှာကြသားပြုတ်ကိုပူစီနံနဲ့မြုပ်ကောင်းစိတ်နဲ့ဖြစ်တမအောင်ချက်ထားတဲ့ဟင်းလျာကိုလည်းထမင်းငါဟင်းမျိုးစုံဟင်းဟင်းသီးဟင်းရွက်အမွှေးကျော်စားရီတို့ဖြစ်တွဲဖက်စားသုံးနိုင်ပါတယ်အင်းလေးရှိပေါ်စားတော့ဆိုင်များကလည်းစားတော့ရချင်းဖြစ် ရေပေါ်ကြီးရွာများနဲ့တာယာလှပတဲ့ရှုကင်းများရေပေါ်ရင်ရှိကားနေတဲ့အင်းသားလူများတို့ရဲ့ခန္ဓာများဈေးတယ်များနဲ့ခီးသားလူများရဲ့ရှုမြင်နိုင်ပါတယ်။တော့လေးဘောနော်ဒီမှာတင် break ချင်ပါရဲ့ရှစ်။အာကြီးစုပေးခဲ့ကြရဲ့ break တက်ချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတရှိပါရဲ့ရှင်။ See you in the next video. Bye bye.